ဆောင်ကောင်းတယောက်ဖြစ်ချင်မင်းသားဝင်မဖြစ်စေချင်ဘာလို့မင်းသားမဖြစ်စေချင်မင်းသားဆိုတော့အလားပါနဲ့အဒီပေါ်မှာမေအောင်မတယောက်ဆောင်ကောင်းတယောက်ဖြစ်စေချင်တာသူမှားတာတော့အမှုပညာသမားတော့အမှုပညာကိုချစ်မှရမှာနော်ပေါ်ပေါ်ပင်လေးလာလို့လို့တော့မရသွေးသားတယောက်ကိုချစ်နေမှာအမှုပညာကိုလုံနိုင်မှာတော့အပေါ်လေးအဖေမေလို့လို့ဆိုတော့လုံဖို့ဆိုတော့အဆင်မပြေဘူးသူ့ရဲ့အသွေးသားထဲမှာဗီဇပါလာတကယ်လုံချင်လားဆန္ဒရှိလားအဲ့ဒါမှရမယ်သူများတွေလုပ်တာဟာငါတို့လုပ်လိုက်မယ်ဆိုတော့အဲ့ဒါနဲ့ဆိုညီမလေးမတည်ရဘူးလို့ပြင်ညာ အခြေတပရိသတ်တူးချင်းတယောက်ချင်းအာကသားလေးအနုပညာလောကထဲကိုလာရင်လည်းအာကလိုအားပေးပါချစ်ပေးပါလို့ဒီနေ့ကနေပြောပြရတယ်ဒီမှာထုတ်ပြတာရယ်လည်းမဟုတ်ပါဘူး။ဂျားထဲမှာ तू ကចောင်းတက်တာလို့ခါလို့ရှိရယ်လေ။ចောင်းတက်တော့ခုစမွဲလဲဟိုဖြည့်ပြီးပြီ။ဖြည့်ပြီးတော့ဒီနေ့အမဒီမှာပွဲလေးတက်ဆရာရှိတယ်ဆိုတော့အာသားလေးလိုက်မလားလိုက်မယ်။ Okay ။အာအင်တာဗျူးတာကျတော့ तू အင်တာဗျူးမယ်ပေါ့။အရင်တော့လူတွေကတော့ဟိုသူတို့စိတ်ပါမှာအင်တာဗျူးတော့ကောင်းတယ်လေ။ ဒီနေ့တော့မမေးသားအင်တာဗျူးခံမယ်အာโอเคမမေးရောအဆင်ပြေလားဆိုအဆင်ပြေတဲ့အင်တာဗျူးခံခြင်းလို့ပြေအဲ့လိုခွင့်ပြုပါမှားတာတော့အမှုပညာသမားကတော့အမှုပညာကိုချစ်မှရမှာနော်ပေါ်ပေါ်ပင်လေးလာလို့လို့တော့မရသွေးသားတွေကိုချစ်နေမှာအမှုပညာကိုလုံနိုင်မှာတော့အပေါ်လေးအဖေမေလို့လို့ဆိုတော့လုံဖို့ဆိုတော့အဆင်မပြေဘူးသူ့ရဲ့အသွေးသားထဲမှာဗီဇပါလားတကယ်လုံချင်လားဆန္ဒရှိလားအဲ့ဒါမှရမှာသူများတွေလုံတယ်ဟာငါတော့လုံလိုက်မယ်ဆိုတော့အဲ့ဒါနဲ့ဆိုညီမလေးမတီးရဲဘူးအမှုပညာ เนาะအရေးရှိမໄຂမြဲနိုင်ဘူးအဲ့တော့သူ့တွေးသားရဲ့ဆန္ဒသူ့ဟာသူဖြစ်ပေါ်လာတဲ့အချိန်မှာအခု interview ပဲဆိုတော့ interview သူလုံးမယ်ဆိုတော့မတော်ဘက်ကပံ့ပိုးဖို့အသိအမိဘကတော့ညီမလေးကသူတို့တော်မဲ့လမ်းပေါ်မှာမတော်ကလမ်းကြောင်းလေးချပေးရမယ်အမှုပညာမှမဟုတ်မတော်ကတော့ဖေရောအမေရောအမှုပညာလုပ်တဲ့အတွက်အမှုပညာလုပ်တယ်ဆိုလဲဘွယ်ကမ်းမဲ့အမကျိုးဆိုလဲဒီမိဟာလုပ်မယ်ဆိုပြမတော်ကပံ့ပိုးဖို့အသိအမှုပညာတော့ကိုကိုကိုကျွမ်းကျင်တဲ့လုပ်ဆိုတော့သူဝါသနာပါတယ်ဆိုတော့မတော်ကပိုလုပ်ပေးကျင်တာပေါ့နော်အဓိကပညာလေးလဲຫນွယ်အမှုပညာလေးလဲလုပ်ဆိုကိုကောင်းတာပေါ့ ဗီဇာလေးကတော့သူပါတယ်ညီမမောင်လေးရဲ့အမကလေအာသူ့ကို၄လ၆လသားလောက်လေးတည်းရအမကဟို remote control နဲ့သွားတဲ့ကားလေးလေအဲ့တော့ဆိုကလေးဆိုတော့၄လ၆လလောက်ဆိုသိမသိသေးဘူးကွာမသိတော့အမအဲ့ကားလေးပေါ်သူ့ကိုတင်တာပေါ့တင်ပြီးတော့အဲအဲ့မှာတရုတ်တီးလုံးလေးတွေဗားလေးတွေတင်တယ်မစတန်စုံတီးလုံးလေးထွက်လာတဲ့ချိန်မှာသူကတော့အလိုလိုအဲ့ကားလေးပေါ်မှာအဲ့လိုကနာကိုယ်တော်လုံးကဟိုစပိုက်ဖြစ်သွားတယ်ဟာအမလေးဖြစ်သွားတာပေါ့အဲ့ဒီကဩဒီကလေးလေးက ကိုယ့်ရဲ့သားသမီးလေးဆိုပြီးတော့သူ့ရဲ့တွေးသားထဲမှာအော်ဗီဇာလေးပါလာပါလားအဲ့လိုလေးတော့ရှိခဲ့ပါတယ်။ဘောရကိုတော့အကောင်ကိုကြည့်တော့ဘောတော့ကိုအမေရဲ့တော့ပြည့်တိုင်းတော့သူ့ကိုသာမန်လူစီမင်းရတယ်ဘုမကိုပြီးတော့ကိုအားဆိုင်ဒီလူတယောက်တည်းနဲ့မလုပ်တော့ဘာသာကြမ်းပါရဲ့ကအခါမျိုးအသားဆိုပြီးတော့ဇက်ကစားအိုင်တင်းဆုံးပုပ္ပတန်တော့ပြည်ပြရဘုရားတမန်ရစိုက်တယ်ပြည့်တယ်အိုင်တင်းယူတက်တယ်ဆိုတော့ ရလေးလည်းဖြစ်တယ်ကျွန်တော်ဒီချောင်းတော့ပြရမယ်တယောက်ဆောင်ကောင်းတယောက်ဖြစ်ချင်မင်းသားကိုမဖြစ်စေချင်ဘာလို့မင်းသားမဖြစ်စေချင်မင်းသားဆိုတော့အလားပါနဲ့အဒီပေါ်မှာမရအောင်မတယောက်ဆောင်ကောင်းတယောက်ဖြစ်စေချင်တယ်အဲ့ကောင်မလေးပါနေပတ်သက်တာတွေပါလေဆိုတော့ပို့ဆူပါလေ။ဒါနဲ့ပတ်သက်တာဒါနဲ့ပတ်သက်တာဒါနဲ့ပတ်သက်တာဒါနဲ့ပြီးတော့လေးပါဘူးလေးခင်ရတယ်။အာမလေးညင်းတကောင်စကြိုးဆွဲရတယ်လို့လေ ါအမှန်ပြောတာသူတို့တွေဆိုအရန်တင်းလို့လည်းမရရန်ကျုံးလို့မရမတင်းမလျော်လေးအုပ်ချုပ်ရတာဒီခေတ်ကလေးတွေပို့ပြီးတော့အတည်လေးဖြစ်တယ်ကိုရီကိုမနေသူတို့တွေသိတယ်မလားဟိုဖပြန်တကောင်ဖမ်းရတယ်လို့ပဲမနေကိုလိုက်ဖမ်းရခြေတပရိသတ်တူးချင်းတယောက်ချင်းအာကသားလေးအနုပညာလောကတွေကိုလာရင်လည်းအာကလိုအားပေးပါချစ်ပေးပါလို့ဒီနေ့ကနေပြောပြရတယ်ကြာပြန်ပါသူအာသားကမြခက်ကြည့်မကြေပါဘောနော်သူရဲ့ဆက်သူအကောင့်ဖွင့်ပြီးတော့တိတော်လေးဒီ Facebook တွေကလည်း ့ဒုပြညာပတ်သက်တာတွေစမယ်။ဟောတကားတွေလည်းစမယ်။စတဲ့အခါမှာလည်းသူ့မိတော်ကလိုပဲအကောင်းဆုံးပေါ့နော်။ဇိုင်းဆန်လန်းကောင်းကောင်းအိုင်ဒီကောင်းကောင်းနဲ့အဲဟိုနှစ်တရာရှိတဲ့ကားတွေပဲ။ဟိုပုတ်ပြတ်တယ်တော့တော့လုံးဝမပြတ်ဘူး။အဲ့ဒါတော့အေးသက်ကိုအမတ်ခတ်။ကောင်းတော့ပြအောင်ဖန်တီးပေးမယ်။နော်။တကယ်ကြောင့်အားပေးပါမို့။အားပေးပါဦး။